ဒီနေ့တော့လူထုကောင်းဆောင်တော်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထိမ်းအမှန်စုပေါင်းသွေးလူတန်းပွဲကိုမင်းဆောက်စည်းရုပ်ကြီးမှပြုလုပ်ရတဲ့တဲ့ပလေမြို့နယ်ကကန်တော့ဝေစခန်းကိုတော်လရေးပူပေါင်းတပ်ဖွဲ့တွေတင်ပိုက်နိုင်ခဲ့တဲ့တဲ့ဒီမိုးဆုအရှင်နဲ့အနောက်ချမ်းကကြေးရွာတွေကိုစစ်ကောက်စီတက်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့တဲ့ဒီနေ့ဇော်လ20ရက်ဖက်ရက် FN နေ့စတဲ့တဲ့နိုင်ငံတကာတဲ့တွေကိုတင်ဆက်ပေးပါမယ် လူထုကောင်းဆောင်တော်ဆန်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်စုပေါင်းသွေးလူတန်းပွဲကိုအဝေးရောက်ဧရာဝတီအတင်း OIA ကဦးဆောင်ပြီးတော့ထိုင်းနိုင်ငံမဲဆောက်စေယုံကြီးမှကျင်းပခဲ့ပါတယ်။ဇွန်လ19ရက်နေ့မနေ့7နိုင်မှအခမ်းအနားကိုစတင်ခဲ့ကသွေးအလူရှင်150ခန့်ပူပေါင်းပါဝင်ပြီးတော့သွေးအလုံးရေ129လုံးလူဒန်းခဲ့တယ်လို့သိရပါတယ်။ စုပေါင်းသွေးလူတန်းချင်းနဲ့အတူဂုံပြုတ်တချင်းတီဆိုချင်းနဲ့အမတ်တရမွေးနေ့ကိတ်ခွဲစုတောင်းတာတွေပြုလုပ်ခဲ့ကြပါတယ်။အကြောင်းအမျိုးမျိုးကြောင့်မဲဆောက်ကိုရောက်ရှိလာတဲ့မြန်မာလူမျိုးတွေအတွက်ထိုင်းနိုင်ငံရဲ့စံမာရေးပညာရေးနေထိုင်ရေးတွေကူညီဆောင်ရွက်ပေးမှုတွေကိုတဖန်ကျေးဇူးတုတ်ပြန်တဲ့ရည်ရွယ်ချက်လဲပါဝင်နေလို့ဆိုပါတယ်။အဆိုပါသွေးလူတန်းပွဲကိုနေ့စဉ်ကျင်းပခဲ့တာဒီနေ့နဲ့ဆိုရင်အကြိမ်20ကျော်ရှိပြီလို့လည်းသိရပါဗျ။ စကိုင်းနိုင်ဒေသကြီးပလဲမြို့နယ်အတွင်းကစစ်ကောက်စီတပ်နဲ့ရဲအင်အားတရာထက်မနည်းရှိတဲ့ကန်တော့ရဲစခန်းကို18ရက်ကြာတိုက်ဆစ်ဆင်ပြီးတဲ့နောက်တော်လရေးပူပေါက်တပ်ဖွဲ့တွေကမနေ့ကဇွန်လ19ရက်နေ့မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ2ရက်မနေ့9ရက်ဝန်းကျင်ကလေးကတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးတော့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ဦးဆောင်မှုနဲ့အတူမဟာမိတ်တပ်ပေါင်းစုတွေက မနေ့ကနနက်9နာရီဝန်းကျင်မှာအပီးသက်သိမ့်ပိုင်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါရစေ။တိုက်ပွဲဖြစ်ပွားနေချိန်ဇွန်လ3ရက်နေ့ကနေစခန်းမသိမ့်နိုင်ခင်အထိစစ်ကောက်စီတပ်ဖက်ကနေလေးချောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်လုပ်ခဲ့တယ်လို့လည်းသိရပါရစေ။ကန်တော့ရေစခန်းကိုတိမ်ခဲရပြီးတဲ့နောက်နဲ့နဲ့ခင်းရံတွေရရှိခဲ့သလိုစစ်ကောက်စီတပ်ဖက်ကလည်းတေဆုံနာတွေရှိနေပြီးအရေးအတွက်ကိုတိတိကျကျစစ်စစ်ပြီးတဲ့နောက်မှာနောက်ထပ်တည်င်းထုတ်ပြန်ဖို့လည်းရှိတယ်လို့သိရပါဗျ။ ကရီနီပြည်ဒီမိုဆိုအနောက်ဖက်ခြမ်းမှာစက်ကောက်စီတက်ကမနေ့ကမနေ့စေနိုင်ဝန်းကျင်လောက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးနဲ့တကြိတ်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အဆိုပါပစ်ခတ်မှုကြောင့်ဂျေးရွာအတွင်းမှာရှိတဲ့ကြောင်းချံဝန်းတွေကဝေယုံသေးုံကိုကြားရောက်ထိမှန်ခဲ့ပေမဲ့လူထိခိုက်တာတော့မရှိဘူးလို့သိရပါဗျ။အဆိုပါပစ်ခတ်မှုကငွေတော်အခြေစိုက်ချင်းလင်းတဲ့ရင်ခလာရတရားနှစ်သက်ကပစ်ခတ်တယ်လို့ယူဆရပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွင်ပါလဲအဆိုပါပတ်ဝန်းကျင်ကိုစစ်ကောင်စီက drone နဲ့ကင်းထောက်နေတာမျိုးတွေရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကတရက်ထဲမှာပဲဒီမိုးဆိုအရှိဖက်ချန်ကဂျေးရွာတရွာကိုလည်းခမရတရနေတက်ကလက်နဲ့ကြီးတလုံးနဲ့ပြစ်ခတ်ခဲ့သေးတာကြောင့်ရွာအသွင်းကိုကြာရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ ခရနီဘီဒီမိုဆိုအနောက်ဖက်ခြမ်းမှာကလင်းရန်ကုန်တက်ရှင်နောရန်ကုန်ဖွဲ့ရင်အခမဲ့စီခံဖွလင်းချင်းတနေ့ဖြစ်အခမ်းအနားကို မနေ့ကဇွန်လ19ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ခရနီဘီကဝင်ငွေအခွင့်လန်းနေပါတဲ့ဒေသခံစစ်ရှောက်ပြည်သူတွေအတွက်စမ်းမရေဆောက်ရှောက်မှုပေးနိုင်ဖို့နဲ့နိုင်ငံတော်အတိုက်ပေးခံ ပုတ်ကိုယ်တော်ဆန်းစုကြည်ရဲ့မွေးနေ့အမတ်တရဖြစ်ဒီစီခံကိုဖွလင်းဖြစ်တာလို့တီထောက်သူဖြစ်တဲ့ဆရာမတင်စာအေးကဖဲ့တဲ့ FN ကိုပြောပါတယ်။ အပတ်စဉ်တင်းလာကနေတောက်ကြနေအထိနေလိုက်အထွေထွေအယိုးအထူးကု ခွဲစိတ်အထူးကုသက်မှန်တဲ့အထရာဆောင်အထူးကုဆရာဝန်တွေ အလဲကြကုသပေးပြီးတော့တဲရခိုင်နှုတ်အခမဲလို့ဆိုပါတယ်ကလင်းရကွေရဲ့အခမဲစီခမ်းမှာအထူးကုဆရာဝန်ဆရာမ9ယောက် CDM တူနာပြုတ်3ယောက် Medical Aid အတွက်3ယောက်နဲ့လေပတ်နေပြီး80လဲအခမဲကျန်းမာရေးဝန်ဆောင်မှုတွေပေးသွားမယ်လို့သိရပါတယ် အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။ဟန်ဂေရီနိုင်ငံကရဲတွေကဘူတာပက်စ်မြို့မှာအခုလ28နှစ်မှာပြုလုပ်မဲ့လိင်စိတ်ခံယူမှုကွဲပြားသူ LGBTQ+ တွေရဲ့ Pride ချီတဲ့ပွဲကို ကလေးသူငယ်တွေကိုအကာအကွယ်ပေးရေးကိုကိုးကားပြီးပိတ်ပင်လိုက်ပါတယ်။မြို့တော်ဝန်ကတော့ဒီခြစ်သက်ပွဲဟာဘယ်အနာပိုင်ကိုမှခုပြစ်ချက်တောင်းစရာမလိုတဲ့ခြစ်သက်ပွဲလို့ပြောနေတဲ့ကြားကပဲ ဝန်ကြီးချုပ်ရဲ့လက်ရာရင်းပါတီကပြချန်လိုက်တဲ့ဥပဒေကြောင့်ရဲတွေအနေနဲ့လိန်စိတ်ကွဲပြားသူ NGPD2 plot တွေရဲ့ခြေတဲ့ဘွဲကိုအေးအေးယူနိုင်တာဖြစ်ပြီးအဲ့ဒီဘွဲကိုပြုတ်လောက်ပါကတဲရောက်လာတဲ့တူတွေရဲ့မျက်နှာကိုမမိနိုင်အောင်လှုပ်ထားတဲ့ကင်မရာတွေကိုပါရဲတွေကိုအတုံပြုတ်ခွင့်ပေးထားတာပါ ဟန်ဂေရီဝန်ကြီးချုပ်အော်ဘန်ရဲ့အစိုးရဖွဲ့ဟာခရစ်ယာန်ရှေးယိုးဆွဲတွေဖြစ်ကြပြီး အခုလိုပရိတ်ချီတဲ့ပွဲကိုတားမြစ်တာဟာဂျီလီမှာရှိတဲ့သူ့ပါတီကမဲဆန္ဒရှင်တွေတဲချေကြိုက်လို့တာဖြစ်ပြီးတော့မြို့တော်ဝန်ကတော့ဟန်ဂေရီလွတ်လပ်ရေးနည်းဖြစ်တဲ့ဇွန်လ28ရက်နေ့မှာပြုလုပ်မဲ့ပွဲဟာမြူနီစပယ်ပွဲဖြစ်တာကြောင့်ဘုသူခွဲပြုချက်မှမလိုကြောင်းနဲ့ချီတဲ့ပွဲကိုလူထောင်ပေါင်းများစွာတက်ရောက်မယ်လို့သူမျှော်လင့်တယ်လို့ Facebook လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ယူကရိန်းနဲ့ရုရှားနဲ့နိုင်ငံဟာအစ္စတန်ဘူးမြို့မှာစစ်တုပ်ပန်းလဲဖို့သဘောတူညီခဲ့ပြီးတဲ့နောက်မှာမနေ့ကနောက်ဆုံးအကြိမ်ဖြစ်တုပ်ပန်းလဲလဲခဲ့ကြပါတယ်။ယူကရိန်းဘက်ကထိခိုက်ဒဏ်ရာရတဲ့စစ်သားတွေနဲ့အနာမကျန်းဖြစ်နေတဲ့စစ်သားတွေကိုပြန်ရခဲ့ပြီးရုရှားဘက်ကလည်းသူတို့ရဲ့စစ်သားတွေကိုဈေးကူတရည်နဲ့ပြန်လဲထူထောင်ရေးအတွက်ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။နှစ်ဖက်စလုံးကတုတ်ပံပင်အူလဲလဲခဲ့တယ်လို့အသေးစိတ်ဖော်ပြကြတာမျိုးတော့မရှိဘူးလို့သိရပါဗျ။ တရုတ်နိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းမှာမိုးကြီးပြီးတော့ရေရှမ်းနေတာကြောင့်မြေကြီးကြီးပြီးပြည်နေတဲ့ချို့မှာအနီရောက်အစ်တတိပေးထုတ်ပြန်ထားတယ်လို့သိရပါဗျ။နေ့စဉ်မိုးရေအခြေစနစ်လက်မှအထီးမြင့်တဲ့ခဲ့ပြီးချုပ်ကျင်းမြို့မှာလူ300နီးပါးကိုဘေးလွရာကို ရှစ်ပြောင်းပေးခဲ့ရတယ်လို့နိုင်ငံပိုင်ရုပ်သံ CCTV ကဖော်ပြပါဗျ။ဘုဒ္ဓဟူနေ့ကကွန်တောင်းပြည်တောင်ပိုင်းကကျောင်းချင်မြို့မှာတတိပေးထားတဲ့အစင်းထက်ရေ9မီတာကျော်မြင့်တဲ့ခဲ့ပြီးတော့ ရည်ကြီးမှုစံချိန်တင်ကလက်စစ်မီးရဲ့လည်းပြတ်တောက်ခဲ့တယ်လို့သိရပါဗျ။ဒီတရင်တွေကို writer တရင်ဌာနကကိုးကားဖော်ပြထားတာပါ။ဒီနေ့ဇွန်လ20ရက်ဖရက် FM ရဲ့ဒီစစ်တပင်းနဲ့ငွေငွေကတရင်တွေကိုကြားခဲ့ရပါ။ကျမအေနီပါရှင်။